ပဲဂိုးတိုင်းတွင်မြို့နယ်၉မြို့နယ်ကစီမံသားရေးကုမ္ပဏီအဖွဲ့တွေပြန်လည်ရွေးချယ်မှုရပ်ဆိုင်းလိုက်တာမြို့နယ်၂၈ခုလုံးတညတညွတ်ထဲပြန်လည်ဖွဲ့စည်းနိုင်မှုညှိနှိုင်းဆောင်ရွက်ခြင်းသာဖြစ်တယ်လို့ပဲဂိုးတိုင်းဒေသကြီးလွှတ်တော်အုပ်ထက်ကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းသူကပေးပို့ထားတာပါခင်ဗျာ ပခိုးတိုင်းတွင်မြို့နယ်28မြို့နယ်တွေကမြို့နယ်9မြို့နယ်ရဲ့စီဝင်တရားရေးကော်မတီတွေအစ်တစ်ပြန်လည်ဖွဲ့စည်းပေးဖို့ပခိုးတိုင်းဒေသရဲ့အစိုးရအဖွဲ့ကနေ2016ခုနှစ်နိုဝင်ဘာလ16ရက်နေ့မှာညွှန်ကြားခဲ့ပါတယ်။ဒါပေမဲ့2016ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာပခိုးတိုင်းဒေသရဲ့စီဝင်တရားရေးဥပဒေနဲ့2014ခုနှစ်တိုင်းဒေသရဲ့လွှတ်တော်ဥပဒေအမှတ်3ကိုဖျက်သိမ်းကြောင်းကြေညာခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲဘကိုးတိုင်းဒေသရဲ့လွှတ်တော်အနေနဲ့အစ်စ်ပြန်လဲရေးဆွဲခဲ့တဲ့စီမင်တရားရဲ့ဥပဒေအစ်စ်ကိုပြဋ္ဌာန်းပေးခဲ့ပြီးနောက်နယူပရီတမတ်ဖို့ရှိနေသေးတာကြောင့်စီမင်တရားရဲ့ကော်မတီတွေကိုတညီတညွတ်တည်းပြန်လဲဖွဲ့စည်းဖို့ခိတ္တရင်နာထားကညှိနှိုင်းဆောင်ရွက်ထားခြင်းဖြစ်တယ်လို့ဘကိုးတိုင်းဒေသရဲ့လွှတ်တော်ဥက္ကဋ္ဌကပြောပါတယ်။ဘကိုးတိုင်း28မြို့နယ်မှာရှိတဲ့မြို့နယ်စီမင်တရားရဲ့ကော်မတီတွေဥပဒေတွေရေးဆွဲနေတာ။အဲရေးဆွဲနေတဲ့ကာလအတော်တွေမှာ ်ဆက်ရှိနေတယ်လို့ရှိတယ်။ဒီပင်သားရဲ့ကော်မတီတွေတညီတညွတ်တည်းဖြစ်အောင်ခေတ္တဆိုင်ရာပြည်ဖို့ညှိနှိုင်းရတာဖြစ်ပါတယ်။စီမံတရားဥပဒေကိုပြဋ္ဌာန်းထားပြီးဖြစ်လို့နီးဥပဒေအမြင့်ဆုံးထွက်ရှိဖို့ ਨੇ အဲ့ဒီဥပဒေတွေကလည်းတိတိကျကျပြည့်ပြည့်စုံစုံဆောင်ရွက်နိုင်အောင်ပြဋ္ဌာန်းထားဖို့လိုပါတယ်လို့ဝိုင်းနိုင်ငံကြီးသမိုင်းတူကလည်းပြောပါတယ်စီမံတရားဥပဒေပြည့်ပြည့်ပဲဖွဲ့စည်းပြည့်ပြည့်ဥပဒေတစ်ခုပြဋ္ဌာန်းနေဆိုတော့ကျင့်သုံးဖို့ပဲလေ အဲ့ဥပဒေတစ်ခုကျင့်သုံးနိုင်မှုတော့နေဥပဒေဆိုတာလိုတယ်အဲ့နေဥပဒေအတိုင်းကျင့်သုံးတာဖြစ်တဲ့အတွက်နေဥပဒေကဘဥပဒေပြဋ္ဌာန်းပြီးမရှိမနှောင်းဘို့တိတ်မကြခင်မှာနေဥပဒေထွက်လာဖို့လိုတယ်ပြီးတော့အဲ့ဒီထွက်လာတဲ့နေဥပဒေကလည်းတတိကျကျပြပြသားသားဆောင်ရွက်နိုင်အောင်ပြဋ္ဌာန်းထားဖို့လည်းလိုတယ်အခုရှိတာကတော့ဒီစီမံသားရေးကော်မတီတွေကတက်တန်းသတ်မှတ်ထားတာဖြစ်တဲ့အတွက်ဒီလာမဲ့မေလာမှာဆိုတာသူတို့အများစုကတော့တက်တန်းပြည့်တော့မှဖြစ်တဲ့အတွက်ဒီတက်တန်းအမိမှာဒီကော်မတီကိုဖွဲ့စည်းနိုင်ဖို့အတွက်ကိုနေဥပဒေက ထွက်ပေါ်လာဖို့လိုတာပေါ့။ပဲခူးတိုင်းဒေသကြီးလွှတ်တော်အနေနဲ့ပထမအကြိမ်ပုံမှန်အစည်းအဝေးကနေပြင်ဆင်မအကြိမ်ပုံမှန်အစည်းအဝေးထိကျေဝွင့်ပြမိကွန်း385ခု၊ကျေဝွင့်မပြမိကွန်း343ခု၊အဆို6ခုစုစုပေါင်း939ခုဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒါ့အပြင်စီရင်သားရဲဥပဒေကိုအစ်စ်ပြန်လဲရေးဆွဲတည်ပြနိုင်ခဲ့ပြီးရေးချိုးငါးလုပ်ငန်းဥပဒေကိုပြင်ဆင်ဖို့ရာထားသတ်မှတ်ထားပါတယ်။ဂျမခိုင်ပန်းနုပါ